တရုတ်စစ်တပ်ဟာနိုင်ငံရေးကြေးဝင်တဲ့ကွန်မြူနစ်ပါတီအပေါ်တစ္ဆာဆောင်တည်မှုကိုပုံမတွင်းချဖို့အတွက်စီကံတဲ့တွေထုတ်ပြန်ခဲ့ကြောင်းဆောက်ချိုင်းနာမော်နီဘူကဖော်ပြခဲ့ပါတယ်။ဒါပြင်မှားရွေးတဲ့နိုင်ငံရေးသဘောထားတွေမတင်တော်တဲ့မှတ်ချက်စကားတွေနဲ့အတူအယောင်တိုက်ခိုက်ရေးဆွမ်းဆောင်ရည်တွေကိုလည်းနှိမ်နင်းသွားမယ်လို့တရုတ်စစ်တပ်ကကတိပြုခဲ့ပါတယ်။ကွန်မြူနစ်ပါတီရဲ့ကျင်းဝယ်စီကံတွေအကောင့်တွေဖော်မှုမှာဖြည့်ဆွက်စည်းမျဉ်းအစ်စ်တွေဟာ2026ခုနှစ်ဇန်နဝါရီလရက်နေ့မှာအသက်ဝင်မှာဖြစ်ပါတယ်။ အကြသေးမီလာတဲ့အတွင်းကတရုတ်စစ်တပ်ရဲ့ထိပ်သီးဗိုလ်ချုပ်တွေကိုထုတ်ပယ်ခဲ့တဲ့အခရီးလိုက်စားမှုတိုက်ဖြတ်ရေးလှုပ်ရှားမှုရဲ့ဒစိုက်တစ်ပိုင်းအနေနဲ့အခုစီမင်းအသစ်တွေကိုထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ဒီဇင်ဘာတရက်မှာတရုတ်ပြည်သူလွတ်မြောက်ရေးတပ်မတော်ရဲ့ PNL Daily သတင်းစာမှာစီမင်းအသစ်တွေဟာနိုင်ငံရေးကျင့်ဝတ်နဲ့စည်းကမ်းတွေကိုတင်းကျပ်ဖို့ဦးစားပေးလှုပ်ဆောင်သွားမှာဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။စီမင်းတွေပြောင်းလဲမှုအရာ မာရွေးနဲ့နိုင်ငံရေးမချက်စကားတွေကိုပြောကြားမှုဘိုးစစ်ကော်မရှင် CMC ရဲ့အမိန့်တွေကိုလိုက်နာဖို့ပြက်ကွက်မှု CMC ဥက္ကဋ္ဌရဲ့ညွှန်ကြားချက်တွေကိုအကောင့်တွေဖော်ဖို့ပြက်ကွက်မှုတို့ကိုကျင်းဝင်စည်းကမ်းချိုးဖောက်မှုတွေအဖြစ်ထည့်သွင်းခဲ့ပါတယ် CMC ဟာတရုတ်ရဲ့ထိပ်သီးစစ်ဖက်ဆိုင်ရာအုပ်ချုပ်ရေးဖွဲ့ဖြစ်ပြီး CMC ဥက္ကဋ္ဌဟာတရုတ်စစ်တပ်ရဲ့ကာကွယ်ဦးစီးချုပ်လည်းဖြစ်ပါတယ်လက်ရှိမှာတရုတ်ဘိုးစစ်ကော်မရှင် CMC ဥက္ကဋ္ဌဟာတရုတ်သမ္မတရှိချင်းပင်ဖြစ်ပါတယ်